ဒဏ်ရာတွေနဲ့တားကြလာတော့ဒဏ်ရာကိုတောင်ဘူးမ်ဆိုက်တော့တဲ့နေမှာဘရာဇီးဘောလုံးလောကရဲ့ထိတန်းကျယ်ပွင့်နေမှာကဒူးတရန်ပြင်းထန်စွာရရှိတာပြီးဆီယဝန်တွေကခွဲစိတ်ကူးတမှုခံယူဖို့ပြင်းပြတဲ့ချန်ပီယံချက်တွေကိုတိုက်တွန်းနေပေမဲ့လေသူကငယ်ဘွားကလပ်တင်ဖြစ်တဲ့ဆန်တိုတင်းကိုတန်းဆဲဆုံးအနေကနေပြင်မထားရပဲရုံကန်ပေးနေတာကတော်လေးကိုချီးကျူးစရာကောင်းနေပါတယ်နေမှာကဒဏ်ရာကိုလေးလူရှုကအတင်းတော်ပေးဆက်ကစားနေပြီးအခုမှတပိုင်းမှာကစားခဲ့တဲ့ပွဲစီမှာသူရဲ့ဆုလို့နင်းနာခံမှုကိုထင်ရှားပြသခဲ့ပါတယ်နေမှာကဒဏ်ရာကိုလေးလူရှုကအတင်းကိုတန်းဆဲဆုံးနဲ့ဝေးရစီကိုဆွဲတင်မှုတာအာယုံဆန့်နေတာဖြစ်ပြီး သူကသူ့ exam ဘောကနာကောက်တောင်စွန်းစားပြီးအတင်းကိုကဲတင်နေတာဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒီဘက်မှာနေမကတကိုးတင်တကိုးဖန်ကြီးကစန်းတို့အတင်းကိုဖိုးတန်သုံးမှရရှိအောင်ဦးဆောင်ခဲ့ပါတယ်။ပူပိအားအသေးစရာကောင်းတာကတော့နေမကဒဏ်ရာရရှိနေတဲ့ဂျာကတွေပဲပွဲချိန်မိနစ်60အပြည့်ကစားပေးသွားခဲ့တာပဲဖြစ်ပါတယ်။သူကဒီလိုမျိုးစိတ်ဓာတ်ခွန်အားပြင်းပြစွာကစားပေးမှုကြောင့်လဲစန်းတို့အတင်းကသုံးဂိုးကိုမရှိနဲ့အနိုင်ရရှိခဲ့ပြီးအရေးပါတဲ့အောင်ပွဲနဲ့ဒန်းစင်းဆောင်ကနေလွတ်မြောက်သွားခဲ့တာဖြစ်ပါတယ်။ပေါ်လို့ဝေဘန်သူတွေကတော့ဒီမှာကတော့သူချစ်တဲ့သူရဲ့ငယ်ဘဝကလပ်အတင်းကိုဒန်ယာလီဂျာကနေပဲတန်းစင်းဆောင်ကနေလိုမျိုးအောင်ကဲတင်ပေးသွားခဲ့ပါလေလို့တကယ်နဲ့မတ်ချက်ပြုချီးကျူးနေကြပါရဲ့ ီဘက်ကမှနေမရဲ့ဆွမ်းဆောင်ရီကတော့အတော်လေးကိုထူးခြားဆုံးဖြစ်ခဲ့ပြီးအတင်းတော့အဖွင့်ကိုကိုအတွင်းယူပေးနိုင်ခဲ့တယ်လို့နိုင်တေချာဒီမတ်တတိယဂိုးကိုလည်းဖန်နီးပေးသွားခဲ့ပါတယ်။ဒါကနေမအတွက်နှစ်ပွဲဆက်တိုက်ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီးသူကဖန်နီးတဲ့ဇွန်နဲ့ဂိုးသွင်းနိုင်ဇွန်တို့ကအစမ်းတို့အတင်းတော့အတော်လေးကိုပိုးတက်နေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ပတ်ကပွဲစဉ်တွေမှာနေမကသူ့ရဲ့ခြေစွမ်းလေးကြောင့်ပရိသတ်ရဲ့လောင်ပြောင်ခြင်းကိုတောင်ခံခဲ့ရပေမဲ့အခုကမှတော့ပရိုပီတာဇွန်နဲ့သူ့ရဲ့ငယ်ဘဝအသင်းဟောင်းအတွက်ရလက်ကောင်းနေနဲ့ပြန်လည်တက်တည်ပြနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဒီနိုင်ရတဲ့ကြောင့်စမ်းတို့အတင်းကလည်းတန်းစင်းစုံနဲ့၄မှတ်ကွာ၁၅နှစ်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ရာဒီကောမှုနောက်ထပ်နှစ်ပွဲသာကျန်တော့တာဖြစ်ပြီး ညီမရဲ့စန်းတို့အတင်းနေတဲ့လာမယ့်ပွဲကိုနိုင်ရရှိခဲ့မယ်ဆိုရင်တော့ယာဒီကုံထိဆောင်ကြရမလို့တော့ပဲတမ်ဆင်းရည်ဒေချာသွားတော့မှာလေးဖြစ်ပါတယ်။ဒါရန်ကိုလေးတို့ကအတင်းတော့ရုံကန်ပေးနေတဲ့ညီမရဲ့စစ်တပ်ပိုင်းကတော့ချီးကျူးစီအောင်ကောင်းနေပါလေ။သူကဒီလိုမျိုးဆန်းဆောင်ရည်တွေကဘရာဇီလရဲ့ရင်တင်းတော့ပါအကောင်းဆုံးချီနေကိုဖော်ပြနေပြီးပရိသတ်တွေကလည်းသူရဲ့ဒီလိုမျိုးတော့ခြေစမ်းကောင်းနေတဲ့စစ်တပ်ပြင်းပြမှုတွေနဲ့ကမ္ဘာပလာမဘရာဇီတင်းကိုဦးဆောင်နိုင်ဖို့မျှော်လင့်နေကြပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမှားကြေးတွေ